င်္ဂလာပါအားလုံးပဲကဘာရဲ့မှာရှိကြတဲ့ဒီကွန်မွန်နမအားလုံးကိုမင်္ဂလာပါလို့နှုတ်ဆက်ပါတယ်ကျေးဇူးတော်ညကနေပြီးတော့အစီအစဉ်ကနေပြီးတော့ကျေးဇူးပါတယ်နှုတ်ကပါတော်ကိုဆာငတ်ပြီးတော့တကယ်ဖရာရဲ့မေတ္တာဂယုဏကျေးဇူးတော်ကိုဆာငတ်ကြတဲ့ညကွန်မွန်နမတယောက်ချင်းစီတိုင်းပေါ်မှာဖရာကောင်းကြီးပေးပါစေဆိုတော့ဒီနေ့ဒီတစ်ပတ်မှာနော် ကျေးဇူးတော်ညမှာကျွန်တော်ဝင်ခခြင်းတဲ့အကြောင်းရှိပါတယ်။အဲ့ဒါကပါလေဆိုတော့ဖျားသခင်ရဲ့နောက်ကို လုံလုံလိုက်ခြင်းဖျားသခင်ရဲ့နောက်ကိုကျွန်တော်ရဲ့အသက်တာထဲမှာ တချို့ကနော်90ရဲ့ခိုင်နှုန်းလိုက်တဲ့သူရှိတယ်25ရဲ့ခိုင်နှုန်းလိုက်တဲ့လူရှိတယ်100ရဲ့ခိုင်နှုန်းလိုက်တဲ့လူရှိတယ်တကယ်လို့ဘုရားသခင်ကကျွန်တော်တို့ရှိကနေတောင်းဆိုတာကကျွန်တော်တို့ရဲ့အသက်တာ ကိုဖြစ်စေချင်တာကတရားရာဂိုင်းလုံး100%သူ့ရဲ့နောက်ကိုလိုက်ဖို့ကျွန်တော်တို့ကိုတောင်းဆိုတာဖြစ်တယ်။ဒီနေ့ယုံကြည်သူဘုရားသားသမီးတယောက်အနေနဲ့လူပေါင်းမြောက်များစွာနော်ယုံကြည်သူဖြစ်ပေမဲ့ဘာဖြစ်လို့အောင်မြင်တဲ့လောက်မအောင်မြင်ဘူးလဲ။ကောင်းကြီးရတဲ့လောက်မရဘူးလဲ။ဘုရားသခင်ချီးမြှောက် ရှင်ခံရတင့်တလောက်မခံရဘူးလေဆိုတော့သူရီအတက်တာထဲမှာဖျားသခင်နောက်လုံလုံလိုက်တာတဲ့အချားရာတွေနောက်အချားတော့နော်ဟိုတတ်မှတ်စရာတွေနောက်ကိုလိုက်လို့ဖြစ်တယ်တကယ်လို့ဖျားသားသမီးဖြစ်လာရင်ဖျားသခင်နောက်လိုက်တဲ့အခါမှာလောကအရာတွေကကျွန်တော်တို့လိုချင်နေတဲ့ကျွန်တော်တို့လိုအပ်နေတဲ့အရာတွေကကျွန်တော်တို့နောက်ကိုလိုက်တာဖြစ်တယ် ။ဒါကြောင့်မဿဲ6 33မှာယေရှုကပြောတယ်နိုင်ငံတော်နဲ့ဖြောက်မခြင်းတရားကိုရှေ့ဦးစွာရှာကြလို့။နိုင်ငံတော်နဲ့ဖြောက်မခြင်းတရားကဘာလဲ။နော်ယေရှုခရစ်တော်ဖြစ်တယ်။နော်ဖျားသခင်ရဲ့နိုင်ငံတော်ဆိုတာကဘယင်းကခရစ်တော်ဖြစ်တယ်။ဖြောက်မခြင်းတရားဆိုတာကယုံကြည်ခြင်းနဲ့အဲ့သူ့ရဲ့ခရစ်တော်ကိုယုံကြည်ခြင်းနဲ့အသက်ရှင်တဲ့ဒူရီအသက်တာမှာပဲမြင်ရတာဒါကြောင့်ခရစ်တော်ကိုဥထိတ်ထားတယ်ခရစ်တော်နောက်လိုက်တယ်ခရစ်တော်ကိုပဲတကယ်ဘဝမှာ နော်လူချင်းစာငတ်တောင်းတပြီးတော့ခရစ်တော်ကိုဥထိတ်ထားပြီးတော့အသက်ရှင်ခြင်းဖြစ်တယ်။ဒါလို့သက်ရှင်တဲ့သူတွေရဲ့အသက်တာထဲမှာနောက်မှထိုးရများလောကယာနော်လောကနဲ့ဆိုင်တဲ့အရာကျွန်တော်တို့လောကကြီးမှာအသက်ရှင်တဲ့အခါမှာလိုအပ်တဲ့အရာတွေကအနောက်ကနေကျွန်တော်တို့ရဲ့နောက်ကနေလိုက်တာဖြစ်တယ်။ဒါကျွန်တော်တို့ကနောက်လိုက်မှန်နေဆိုရင်ကျွန်တော်တို့ရဲ့အသက်တာထဲမှာဥထိတ်ထားတာမှန်နေနောက်လိုက်ခြင်းမှန်နေဆိုရင် ကျွန်တော်တို့နောက်ကနေပြီးတော့လိုက်လာတဲ့အရာတွေကလည်းမှန်ကန်တဲ့အရာတွေလိုက်လာတာဖြစ်တယ်။ယောက်ျီကုံမတော်မတွေနေစဉ်တတားထဲမှာနော်ကျွန်တော်တို့ရဲ့နေစဉ်ခြေလန်းနေထဲမှာနောက်လိုက်မှမဖို့အရန်ကြီးကြီးပါတယ်။ဆိုတော့ဒီဓမ္မဟောင်းကျမ်းတွေကနေပြီးတော့နော်လူတယောက်ရဲ့အကြောင်းကိုလိလာပြီးတော့သူ့ရဲ့အပတ်တာတွေမှာဘုရားသခင်ကနော်ဘုရားသခင်ရဲ့နောက်ကိုလုံလုံလိုက်တယ်ဆိုတဲ့အရာလေးကိုနော် ဒီຢာလေးကိုကျွန်တော်ဝင်ငှကျင်တယ်တောလျာခန်းကြီး၁၄အငယ်၂၄တောလျာခန်းကြီး၁၄အငယ်၂ငါကြုံကာလမှုကထူးခြားသောသဘောရှိ၏ငါနောက်တော့လုံလုံလိုက်တော့ကြောင့်သူတွားခဲ့ပြီးတော့ပြီးတော့သူ့ကိုငါစောင်းသွင်းသဖြင့်သူဤသားမျိုးတို့သည်အမွေခံရကြလိမ့်မည်ဒီမှာဘုရားသခင်က ကာလက်ကိုဘာပြောလဲဆိုတော့ဣတရီလာလူမျိုးတန်ပေါင်းမြောက်များစွာတည်းမှာငတ်ကြုံကာလက်ကထူးခြားတယ်တဲ့ထူးခြားတဲ့စိတ်နေစိတ်ဓာတ်ထူးခြားတဲ့အတ္တီကျထူးခြားတဲ့သဘောရှိတယ်တဲ့ကျွန်တော်ဘာလို့ထူးခြားတာလဲပြောရင်တဲ့နှစ်ပေါင်းများစွာအေကူတူကနေပြီးတော့ခါနံပြီးသွားတဲ့ခရီးစဉ်နှစ်ပေါင်းများစွာတည်းမှာ ငါနောက်ကိုပဲလုံလုံလိုက်တယ်တရားရာခိုင်တော့ငါနောက်ကိုလိုက်တဲ့သူဖြစ်တယ်နော်တယောက်စံမီကျမ်းမာဆိုဘလို့ရေးလဲဆိုတော့ငါအစီအပါကာလမုကခြားနာတော့စိတ်တော်ရှိပြီငါနောက်တော့လုံလုံလိုက်တော့ချက်ဟောခြားနာတဲ့စိတ်တော်လူတွေနဲ့မတူတို့ချင်းနေယုံကြည်သူချင်းအတူတူအမှုတော်ဆောင်ချင်းအတူတူ စီးပွားရေးလုတာချင်းအတူတူတော်မှာဘသူကထူးခြားလဲဘသူကပို့ပြီးတော့ပါလဲဘသူကပို့ပြီးဘုရားသခင်ရဲ့စိတ်တော်နဲ့တွေ့လဲဆိုတော့ဘုရားသခင်နောက်ကိုလုံးလုံးလိုက်တဲ့သူတွေနော်ဘုရားသခင်နောက်ကို100%အပတ်တော်ကိုစက္ကအနံ့ရင်နဲ့ဆုံးဖြတ်ချက်နဲ့လိုက်တဲ့သူတွေတွေးတဲ့အတွေ့မတူဘူး ပြောတဲ့စကားမတူမြင်တဲ့အမြင်မတူဘုရားသခင်ကဒီလူတွေကိုဘယ်လိုမြင်လဲဆိုထူးခြားတဲ့သဘောရှိတယ်ချက်တရားလောကကြီးထဲမှာနော်အချားသောသူတွေနဲ့ချားနာတဲ့သူဖြစ်ခြင်းနဲ့ချားနာတဲ့ attitude ဖြစ်ခြင်းနဲ့ချားနာတဲ့နှလုံးသားပိုင်ခြင်းနဲ့ချားနာတဲ့ခြေလှမ်းရှိခြင်းနဲ့ဆိုရင်သင်ပါလို့ရမလဲ။ဘုရားသခင်နောက်ကို100%လိုက်ဖို့လို့ကျွန်တော်လူပေါင်းများစွာ တွေ့ဖူးတယ်။သူတို့ကဘုရားသခင်နောက်ကို နော်စိတ်ကူးပေါင်ရင်လိုက်တယ်စိတ်ကူးပေါင်မပေါင်ရင်မလိုက်တော့ခံစားချက်ကောင်းရင်လိုက်တယ်ခံစားချက်မကောင်းရင်မလိုက်လူတွေချီးကျူးတဲ့အခါလိုက်တယ်လူတွေကဝေဖန်ကန့်ရရင်မလိုက်တော့လုပ်ငန်းတွေအဆင်ပြေရင်ဘုရားသခင်နောက်လိုက်တယ်လုပ်ငန်းတွေအဆင်မပြေရင်ဘုရားနောက်မလိုက်တော့ဒီမှာရှိတဲ့ညီကောင်မောင်နှမတွေကျွန်တော်အားပေးခြင်း ယုံကြည်သူဖျားသားသမီးနေနဲ့ဘသူတွေကထူးခြားတဲ့စိတ်သဘောရှိလဲဆုံးဖြတ်ချက်ချထားပြီးသားဖြစ်ရမယ့်အရာကဘာလဲဘလို့အခြေအနေမျိုးမဆိုဘလို့ခံစားချက်မျိုးမဆိုခံစားချက်ဆိုတော့ကောင်းတဲ့ချင်းရှိမယ်မကောင်းတဲ့ချင်းရှိမယ်နော်ကျန်ပါကြီးကောင်းတဲ့ချင်းရှိမယ်မကောင်းတဲ့ချင်းရှိမယ်စီးပွားကြီးကောင်းတဲ့ချင်းရှိမယ်မကောင်းတဲ့ချင်းရှိဘလို့အခြေအနေမျိုးဆိုငါဖျားနောက်လိုက်မယ်ငါဖျားသခင်နောက်ကိုပဲဒီဇိုင်းမှမှ100%လိုက်မယ် ဒီလိုဆုံးဖြတ်ချက်မျိုးရှိဖို့လိုတယ်ဒီလိုဆုံးဖြတ်ချက်ရှိတယ်ဒီလိုဆုံးဖြတ်ထားတယ်ဒီလိုအသက်ရှင်နေသူတွေဟာအခြားသူတွေထက်ဘာလို့မလဲထူးခြားတဲ့စိတ်တွေပေါ့ရောက်နံပါတ်၁ချက်နော်ထူးခြားတဲ့ခံယူချက်ထူးခြားတဲ့အမြင် ထူးခြားတဲ့နော်ဆုံးဖြတ်ချက်ရှိတဲ့သူတွေဟာဖျားတဲ့ကိနောင်လုံးလုံးလိုက်လို့ဖြစ်တယ်ထူးခြားနေတယ် unique ဖြစ်နေတယ် မှုတော်ဆောင်ချင်းကြည့်တဲ့ကလူတွေကပြောတယ်ဟာဒီအမှုတော်ဆောင်ကမတူဘူးပဲထူးခြားတယ်သူအမြင်တွေထူးခြားသူဖွင့်ပြချက်တွေထူးခြားသူဟောတဲ့နှုတ်ကပတ်တော်ထူးခြားတယ်သူရဲ့အသက်ရှင်မှုထူးခြားတယ်။ဟာသူပြောတဲ့အပြောထူးခြားတယ်။သူရတဲ့ကောင်းချီးထူးခြားတယ်။ဘာကြောက်လဲ။စီဝါရီသမားချင်းတူတူ။ဒီစီဝါရီသမားဟာထူးခြားနေတယ်။သူနဲ့ဘုရားအတူရှိကြောင်းထင်ရှားနေတယ်။ဘာလို့လဲ။ဘုရားသခင်နောက် fully commitment fully commitment ကျွန်တော်တည့်ချက်အချားသူတွေရဲ့အမြင်ခံယူချက်နဲ့မတူတဲ့ရလက်ကိုရတယ်ဖះနောက်ကိုလုံလုံလိုက်တဲ့သူတွေကချုပ်ဒီနေ့နော်ဒီဂျေဇုတော်အစီအစဉ်မှာ grace night အစီအစဉ်မှာကြီးစုတဲ့ညီကိုမတော်မှာစကူပေါင်းမှာဖះတကင်းနောက်လိုက်တဲ့သူမလုပ်ပါနဲ့ကာလက်လိုပဲ ုရားသခင်နောက်ကိုအချင်းကြီးကောင်းလဲလိုက်တယ်မကောင်းလဲလိုက်တယ်ခံစားချက်ကောင်းလဲလိုက်တယ်မကောင်းတကယ်ကို fully commitment အဲ့ဒါအရေးကြီးတယ်နော်အဲ့ဒါအရေးကြီးတယ်အဲ့တော့ဒီမှာဘုရားသခင်နောက်လိုက်ရင်တကယ်တော့ပါအရေးကြီးတယ်ဘုရားသခင်နောက်လိုက်ရင်ဘယ်မှာဆုံးမလဲဒီမှာကျမ်းစာပြောတယ်တောလိယ24 24မှာ तू ตွားခဲ့ပြီးတော့ပြီးတော့သူ့ကိုငါစောင်းသွင်းတဖြစ်သူဤတားမြေတို့ဒီအမွေခံရကြလိမ့်မည်ဖျက်ပခင်ကသူ့ကိုဂတိပေးတယ်ဣဒရီလာလူမျိုးယောက်ျားကြီးပဲเนาะထွက်လာတော့6သိန်းခလေးလူငယ်အားလုံးဒီမိန်းမတွေအားလုံးတော့ရင်နှစ်ပန်းလောက်ရှိရတို့ခံမှန်းတယ်အဲ့ဒီနှစ်ပန်းမှာလူတိုင်းလူတိုင်းက ဖျားဂတိပေးထားတယ်ဖျားသခင်ပေးတယ်ယူပါရုံပေးတယ်နုံးနဲ့ပြားတဲ့စီရပြည်တယ်မရအောင်နှစ်သန်းမှာနှစ်ယောက်ပဲရောက်တယ်ယောရှုနဲ့ကာလတ်တိတိကျကျပြောရင်နှစ်ယောက်နဲ့တလောင်းယောရှုရဲ့ကာလတ်ရဲ့ယောသက်ရဲ့အလောင်းဒီသုံးခုပဲရောက်တယ်လူနှစ်ယောက်နဲ့အလောင်းတလောင်းကြည့်နော်ဒါဆိုရင်စဉ်းစားကြည့်ညီကောင်မတို့လူတိုင်းမရောက်တဲ့လူလူတိုင်းတော့ယူပါရုံရတယ် လက်မတော့နော်ရေးကြည့်တယ်လူတိုင်းကတော့နုံးနဲ့ပြားရည်စီးတဲ့ဒီကိုသွားဖို့ယူပိုင်အောင်ရတယ်အဲ့ဒီယူပိုင်အောင်ရှိဦးလဲရှောက်လန်းကြတယ်အဲ့ဒီယူပိုင်အောင်အတွက်လဲခြေလန်းလန်းအဲ့ဒီယူပိုင်အောင်အတွက်လဲရင်ဆိုင်ရတဲ့အရာတွေရင်ဆိုင်ကြရမယ်လူတိုင်းကအဲ့ဒီယူပိုင်အောင်စီမှာခြေမချလူနှစ်ယောက်ကပဲခြေချတယ်ဆိုအဲ့ဒီလူနှစ်ယောက်ကဘာလုပ်တဲ့သူတွေလဲ ်ထาวရဘုရားနောက်ကိုလုံလုံလိုက်တဲ့သူတွေဒါကြောင့်ဘုရားသခင်နောက်ကိုလုံလုံလိုက်တဲ့သူတွေဟာဘာဖြစ်လဲကိုယ့်ရဲ့ယူပါယုံ ကိုယ့်ရဲ့အိမ်မက်ကိုရထားတဲ့ဘုရားဂရီတော်တွေကိုခြေချခွင့်ရတဲ့သူတွေဖြစ်လာတယ်ဒါရည်ကြီးတယ်တိတ်ရည်ကြီးတဲ့ချက်ညီကောင်တော်မှာ ဒီချက်ကိုလူတွေမမြင်လူတွေကယူပါယုံစီရောက်ချင်တယ်ဆရာရဲ့အိမ်မက်တေးစီရောက်ချင်တယ်ဟာယူပါယုံပြည့်စုံမယ် all the thick ကောင်းတယ်ယူပါယုံရှိတာကောင်းတယ်ယူပါယုံချီခြေလန်းလန်းတာကောင်းတယ်ယူပါယုံကိုဆွဲရတာဒါပေမဲ့အဲ့ဒီယူပါယုံစီရောက်ချင်ရင်ဘုရားသခင်နောက်ကိုလုံလုံလိုက်ဖို့လိုတယ်ဒါပဲကျွန်တော်အပ္ပတအမှုတော်ဆောင်တဲ့အတ္တမှာတခါတလေကြာရင်နော်လူငယ်မြောက်များစွာနဲ့အလုလုတဲ့အခါမှာ အရင်ချင်းရှိတဲ့လူငယ်တွေယူပါယုံရှိတဲ့လူငယ်တွေဖျားသုံးတဲ့လူငယ်တွေကိုကျွန်တော်တွေ့တဲ့အခါမှာအရင်ချင်းရှိပါရဲ့နဲ့အိမ်မက်တွေရှိပါရဲ့နဲ့ယူပါယုံရှိပါရဲ့နဲ့ဘာဖြစ်လို့နော်ယူအဲ့ဒီနေရာမှာခြေချခွင့်မရတယ်လေဆိုရင်ရိုးရိုးလေး very simple တခါတည်းသူတို့ဟာယူပါယုံရှိရောက်ချင်ပေမဲ့ဘုရားသခင်တော်ကိုလုံလုံလိုက်ဖို့အတွက်မေ့လျော့ခဲ့ကြတယ်ခံစားချက်ကောင်းရင်လိုက်တယ်မကောင်းရင်မလိုက်ဘူးနော်အာ အထဲထဲမှာနှိုးဆော်မှုရရင်လိုက်တယ်နှိုးဆော်မှုမရရင်မလဲအချိန်နေကောင်းရင်လိုက်တယ်မကောင်းရင်မလဲအဲ့ဒါကြောင့်လူတွေဟာဖျားသခင်ပြီးတဲ့ယူပါယုံစီချေချခွင့်မရကြ။အဲ့ဒီနေ့ဒီမှာအရှိရညကုံတော်မတွေဒီတော့မလဲယူပါယုံရှိမဲ့အိမ်မက်တွေရှိမဲ့ဖျားပေးတဲ့ဂတိတွေရှိမဲ့နော်အဲ့ဒီအရာကိုချေချခြင်းနဲ့ဆိုရင်အရေးကြီးဆုံးချက်ကကာလက်လိုပဲဖျားသခင်နောက်ကိုလိုက်ပါလုံးလုံးလိုက်ပါယူပါယုံကိုရောက်ဖို့ကြာနေရင်လည်းလိုက်ပါ အိမ်မက်ဒီမပြေစုံရင်လည်းလိုက်ပါနော်ဟာတခါတလေသွားရင်သွားရင်လည်းယူပါရုံနေနဲ့ပိုဝီးသွားတယ်လို့ခံစားရင်လည်းလိုက်ပါလိုက်ပါဒါလေးလည်းပတ်သက်ပြီးကျွန်တော်နည်းနည်းပြပြစချောင်းနေသားမှကျွန်တော်ပြောင်းလဲတဲ့အခါမှာပြောင်းလဲကလေးကကျွန်တော်ကိုဖခင်ကဟလာနိုင်ငံတကာသွားရမယ်လူမျိုးတကာစီသွားရမယ်နော်ပြီးတဲ့အခါမှာတကယ်အသင်းတော်တက်တီစမယ်နော်ဒီဇိုင်းပေါ်ရှိတီလုပ်မယ်ခရူးစိတ်တီပြီးတော့တပည့်တော်အများကြီးယူပါအောင်ပေးတာကျွန်တော် ရန်ကုန်မှာမွေးတာရန်ကုန်သားရန်ကုန်မှာကျွန်တော်အဲ့ဒီမှာမစ်ရှင်လုပ်နေ16နှစ်တာနေစပြီးကျွန်တော်မစ်ရှင်လုပ်တယ်ဗမဲ့ကျွန်တော်အမှုတော်ဆောင်ရင်းနဲ့เนาะနိုင်ငံတကာတွားပြီးတော့အတင်းတော်တွေစဖို့နေနေတတ်တာဘေးမှမမရောက်ဘူးရောက်လဲရောက်ဖို့အခွင့်အရေးမရှိအန်တဖြည်းဖြည်းအမှုတော်ဆောင်ရင်းဆောင်ရင်းနဲ့ကျွန်တော်တောင်း2003မှာအင်အောင်ကြတဲ့အဲ2003မှာအင်အောင်ကြတဲ့ကမဟုတ်ခရီးပြူနှစ်ပတ်ဆိုပြီးတွားရတာ လေးနှစ်လောက်ကြာတော့တော်ရရောက်တော့အဲ့တော့ကြားထဲမှာလိုက်အမှုတော်ဆောင်ရင်ညီမကြီးကအစင်းရဲဆုံးပြီနဲ့ဖခင်ကကျွန်တော်အမှသွားတဲ့အခါမှာဒီမှာနေပါလို့ဖခင်စကားတွေပြောတဲ့အခါဟုတ်ကဲဆိုပြီးတော့အဲ့မှာကျွန်တော်နေဖို့ဆုံးဖြစ်တယ်အဲ့တော့ဖခင်ကတော့လုံလုံလိုက်ချင်းဆိုတာဘာလဲဆိုတာလေးကိုကျွန်တော်မြင်စေချင်လို့ဖခင်ကတင်းကိုထားတဲ့နေရာမှာဖခင်ကတင်းကိုခိုင်းတဲ့အလုပ်ဖခင်ကတင်းကိုပေးတဲ့တောင်းဖခင်ကတင်းကိုပို့ဆောင်တဲ့နေရာမှာ တေချာစက္ကအနံတောင်းဝင်ကြည်ချင်းဖြစ်တယ်။ဘုရားကတင်းကိုတောင်းဘက်သွားဆိုရင်တောင်းဘက်မြောက်ဘက်သွားဆိုမြောက်ဘက်သွားတခါလေကျွန်တော်ကကျွန်တော်ယူပါယုံကိုပဲအာယုံဆိုင်ပြီးဘုရားတခင်နောက်လိုက်ဖို့မိတဲ့အချိန်တွေရှိတယ်။အဲ့တော့ကျွန်တော်ကြားပြည်နယ်မှာနေဖို့ဆုံးဖြတ်တဲ့အခါမှာကျွန်တော်ရထားတဲ့ယူပါယုံနဲ့ဘုရားသခင်ကျွန်တော်ထားတဲ့နေရာကဆန့်ကျင်ဘက်ဖြစ်တယ်။ကျန်စာရရောတက်လို့ပေါ့ပေးတာက ယူပါယုံကဘာလဲလူတွေသူ့ကိုဥညွတ်ရမယ်တကယ်သူရောက်သွားတဲ့ပေါတိဖာအင်္ဂလိပ်ကိုဂျုံဖြစ်ကောလူတွေကိုသူကဥညွတ်ရတယ်ဗျောင်းပြန်ကြီးတခါတလေဘုရားသခင်နောက်လိုက်တယ်ဆိုတာဘာလဲအပ္ပတ္တမှာဗျောင်းပြန်ကြီးကိုဖြစ်နေတဲ့ဘဝနဲ့ကိုဖြစ်ချင်တဲ့ဘဝဗျောင်းပြန်ကြီးဒါမှအရေးမကြီးဘူးဘုရားသခင်နောက်လက်အဲ့ဒါကျွန်တော်ကြာမှ၄နှစ်နေခဲ့တယ်အဲ့ရနေဘုရားသခင်တောင်းကြည့်ဤတရားပို့တယ်အဲ့မှလဲ၁၀နှစ်နေခဲ့တခါတလေလှုပ်လီလီယူပါယုံနဲ့ဝေးလီလီလို့ခံစားတယ် ဒါပေမဲ့တင့်ကိုဘုရားသခင်ထားတဲ့နေရာနေရစင်တိုင်းဘုရားသခင်တင့်ကိုလမ်းပြပို့ဆောင်တဲ့နေရာမှာတင်ရှိရင်တေချာဖို့တနေကြရင်ယူပါယုံစီရောက်လိမ့်မယ်အခုယူပါယုံပြည်စုံနေလို့ကျွန်တော်မပြောသေးပါဘူးမယူပါယုံနေတဲ့မှာကျွန်တော်ခြေချခွင့်ရနိုင်ငံတကာကျွန်တော်သွားခွင့်ရတဲ့သာသနာတွေစာခွင့်ရတယ်နော်တပည့်တော်တွေမွေးထုတ်ခွင့်ရတယ်အများကြီးကျွန်တော်လုပ်ခွင့်ရကျွန်တော် 16နှစ်သားမှာကျွန်တော်ရခဲ့တဲ့ယူပါယူနဲ့ဒစိမ့်တစ်ပိုင်းတည်းကိုကျွန်တော်ရောက်ခွင့်ရ။ဘာကြောင့်လဲ။ကျွန်တော်ယူပါယူနဲ့မကိုက်ရင်လေဖရာသခင်တောင်းလိုက်တယ်။ခံစားချက်မကောင်းရင်လေဖရာသခင်တောင်းလိုက်တယ်။ကိုရောက်တဲ့နေရာနဲ့เนาะရောက်ချင်တဲ့နေရာမတူရင်လေဖရာသခင်တောင်းလိုက်။လူတွေဝေဖန်ရင်လည်းဘုရားသခင်နောက်လိုက်တယ်လူတွေအားမပေးရင်လည်းဘုရားသခင်နောက်လိုက်တယ်။ရောက်ဘုရားသခင်နောက်လိုက်ခြင်းဟာဒီကိုပေါ်တော်မလို့ဘုရားသခင်နောက်လိုက်ခြင်းဟာ သင်ရောက်ရှင်နေတဲ့ယူပါယုံစီရောက်နိုင်တဲ့တခုတည်းသောလမ်းဖြစ်တယ်။အဲ့ဒါကိုနားလည်စီနံပါတ်1တိုးလျာခန်းကြီး32အငယ်33မှာနော်ထိုကထောရဖျားသည်အမျက်တော်ထွက်လျက်အကယ်စင်စစ်အာဗရာဟ်ဣဇက်ယာကုပ်တို့ဟာငါကျိန်ဆို၏ပြီးသောပြည်ကိုအဲကုတုပြည်မှထွက်လာသော သူတို့တွင်ကေနတ်အမျိုးယေဖုနာ၏တာကာလတ်နှင့် နှုံဤတာယောရှုမှတပါအဖေသူများငါနောက်တော့လုံလုံမလိုက်တော့ကြောင့်အသက်20လွန်တော်သူတစုံတယောက်မြန်မမြင်ရထိုးသူနှစ်ယောက်သာ ထော်ရပြားနောက်ကိုလုံလုံလိုက်ကြပြီးကျင်းဆိုတော်မူထိုးသူထော်ရပြားရှိနိုင်သိုးသောအမှုကိုပြုတော်သူအပေါင်းတို့သည် မပြက်စီးမီတိုင်အောင် ထော်ရပြားသည်ဣတရီလအမျိုးသားတို့ကိုအမျက်ထွက်၏အနှစ်40ပတ်လုံးတော်၌လှဲ့လေစီတော်မူ၏ကျွန်တော် ီမှာဘုရားသခင်ကပြောလဲဆိုတော့ဘုရားစိတ်ဆိုးတယ်ယောရှုနဲ့ကာလကပဲငါ့နောက်ကိုလုံလိုက်တယ်နော်ဒါကြောင့်အဲ့ဒီလုံလုံလိုက်တဲ့ဒီနှစ်ယောက်ကလွေးရင်နဲ့ငါပေးတဲ့ကတိငါပေးတဲ့ယူပိုင်ဝင်တွေဘယ်သူမှချိန်မချရအောင်ကျွန်တော်ဒါကြောင့်တဲ့အဲ့ဒီလူနှစ်ယောက်ပဲငါပေးတဲ့ကောင်းကြီးမင်္ဂလာကိုဝင်ရမယ်အသက်20အောက်တဲ့အကုန်လုံးတော်တယ်မှသိရမယ် အသက်20အထက်ကြီးအားလုံးတော်ရမှာတည်အသက်20အောက်ကြီးပဲခါနပြီးဝင်စားအသက်20အထက်ကြီးအကုန်တည်ရောစဉ်းစားကြည့်နော်ကျန်လာပြောရနော်အသက်20လွန်တော့သူတစုံတယောက်မှမမြင်ရဘူးလေဝင်တာမပြောဘူးနော်မမြင်ရဘူးလေမြင်တော့မမြင်ရဘူးလေဘာလို့လဲဖျားတဲ့ကိနောက်ကိုလုံးလုံးမနိုင်ဘူးပြောကျွန်တော်ရဲ့ပတ်တာတွေမှာနော် ီဘုရားသခင်နောက်လုံးလုံးလိုက်တဲ့သူတွေရမယ်ကောင်းကြီးရအချားသူတွေရဲ့ကောင်းကြီးနဲ့မတူအဲ့တော့ဣတရာလူမျိုးတွေတောထဲမှာလေရတဲ့ရွယ်ချက်ကပါလဲဆိုတော့အသက်20လွန်တဲ့သူတွေအကုန်သေဖို့ပဲအသက်20အထက်ကလူတွေသေဖို့အတွက်ဘာလုပ်နေရလဲတောထဲမှာလေနေရကြည်ဘုရားသခင်အဲ့ဒီလူတယောက်မကြံတောထဲမှာမသေပြီးမချင်းတောထဲမှာလေနေတာ တတိယညီကိုမတော်မရနော်ဖျက်ပကင်းစလုံးအမမောက်အမမလုံးလုံးအမမလုံးဒီနှစ်ယောက်ကပဲနော်တကယ့်ကိုဒီဣတရီလာလူမျိုးမျိုးဆက်တစ်တီကိုဥဆောင်ရတဲ့သူဖြစ်လာကြည့်အဲ့တော့ဖျက်ပကင်းနောက်ကိုလုံးလုံးလိုက်တဲ့သူတွေကကျွန်တော် နောက်မျိုးဆက်တစ်တွေကိုဥဆောင်ရတဲ့သူနောက်မျိုးဆက်တစ်တွေနဲ့အလုံးလုံးရတဲ့သူဖြစ်လာတယ် new generation နဲ့အလုံးလုံးရတဲ့သူဘယ်သူတွေလဲဖခင်နောက်လုံလိုက်တဲ့သူတွေမျိုးဆက်တစ်တွေနဲ့အလုံးလုံးရတဲ့သူတွေမျိုးဆက်တစ်တွေခံစားရတဲ့ကောင်းချီးမင်္ဂလာတွေခံစားရတဲ့သူတွေတခါတလေကျွန်တော်တို့အာတချို့တတိထားမိမယ်အမြဲတမ်းမျိုးဆက်ဟောင်းနဲ့မျိုးဆက်တစ်ဆိုတာအမြဲတမ်းရှိတယ်နော် အာမျိုးဆက်တစ်ဆက်ကဖျားသုံးပြီးရပေါ်လာတယ်။နောက်ကြာတဲ့အခါမှာအဲ့လူတွေကဟောင်းသွားတယ်။နောက်မျိုးဆက်တစ်ခုပြန်ပေါ်လာတယ်။မကျန်စားတယ်မှဆိုလဲတော့ Farisee ဆိုတာလေနူးထားမှုနဲ့ပေါ်လာတာ Farisee ဆိုတာဖျားပြမှာဆရာကြီးတဲ့သူတွေအဲ့ဒီလူတွေပေါ်လာပြီးကြာတော့သူတို့ကဘာသာရေးဖြစ်သွားတယ်။နောက်ကယုံအန်တပည့်တွေပေါ်လာတော့ Farisee နဲ့ယုံအန်တပည့်တွေရံဖြစ်ကြတယ်။နောက်ပြဿနာတက်ကြတယ်။နောက်ယုံအန်တပည့်တွေလည်းကြာလာတော့တော့ Farisee တွေတပေါင်းမိတယ်။အဲ့ဒါယေရှုခရစ်တော်ရဲ့တပည့်တော်တွေပေါ်လာတယ်။သူ generation နဲ့သူပဲ။ကြည့်နော်။သူခင်တဲ့သူပဲ။အမေ ဘယ်ခရောက်ရောမျိုးဆက်တစ်ဘလောက်ပဲပေါ်လာပေါ်လာဖျားသခင်အောင်လုံလုံလိုက်တဲ့သူတွေကတော့မျိုးဆက်တစ်ဒီနဲ့လက်တွဲလို့ရတဲ့သူတွေမျိုးဆက်တစ်ဒီခံစားရကောင်းချီးမင်္ဂလာကိုအဲ့ဒီလူတွေကလည်းခံစားခွင့်ရှိတဲ့သူတွေဖြစ်လာဟာလေလုယာကျောင်းဒီနေ့မြန်မာပြည်မှာတချို့တော့လူတိုင်းကိုတော့မဆိုးလို့နော်ဖျားသခင်တုံးခဲတဲ့အရင်တုန်းက တုံးခဲ့တဲ့မျိုးဆက်ခေါင်းနေရဘုရားတခင်ကလုံလုံလိုက်တဲ့အခါမှာသူတို့ဘာမလုပ်နိုင်ဘူးလဲမျိုးဆက်တဲ့တည်းနဲ့လက်မတွဲနိုင်ဘူးမျိုးဆက်တဲ့တည်းကိုနားမလည်နိုင် မျိုးဆက်တဲ့တည်းကိုမပြုစုနိုင် မျိုးဆက်တဲ့တည်းကိုတော့အကောင်းမမြင်နိုင်ဘူးမျိုးဆက်တဲ့တည်းကိုလက်မတွဲနိုင်မျိုးဆက်တဲ့တည်းကိုတွဲမခေါ်နိုင်မျိုးဆက်တဲ့တည်းခံစားမဲ့ကောင်းကြီးမင်္ဂလာသူတို့မရလို့ကျော်ဒီနေ့ဘုရားတခင်ကိုနောက်ကိုလုံလုံလိုက်တဲ့သူတွေကပဲဖြစ်လေ မျိုးဆက်တစ်တီခံစားရတဲ့မျိုးဆက်တစ်တီပဲရခွင့်ရတာကိုသူတို့ကလက်ခံရရှိတယ်ဟာလေလုယာကျွန်တော်ကိုယ်တိုင်လည်းအမြဲတမ်းစက္ကတဖျားသခင်အောင်လုံးနေတယ်နောက်မျိုးဆက်တီကိုတကယ်နော်နောက်မျိုးဆက်တီနဲ့လက်တွဲလုခွင့်ရတဲ့သူနောက်မျိုးဆက်တီခံစားမယ်ကောင်းကြီးမင်္ဂလာကိုခံစားခွင့်ရှိတဲ့သူဖြစ်ချက်ဒါဆိုရင်ယူလေးပဲအတပ်ပဲကြီးတာ ကျွန်တော်အတန်းရွေးပဲကြီးပြီမဲ့နှလုံးသားတွေအတွေးခေါ်တွေက new generation တွေလို့ပဲတချို့ကအသက်ကြီးလာတာနဲ့ generation မှာပြောင်းသွား old generation ဖြစ်သွားတယ်အတွေးခေါ်ဟောင်းသွားတယ်အပြောတွေဟောင်းသွားတယ်ဟိုလူဝေဖန်ဒီလူဝေဖန်ကိုလဲစားပြီးအမှုတော်ဆောင်တော့အပွေဖန်ခန်းတော့မမတ်မိတော့ဟိုလူတိုက်ခိုက်ဒီလူတိုက်ခိုက်ဟလာကိုလေဖျားသခင်တုံးတုံးကဒီလိုပဲကိုရှိရဆရာကြီးတဲ့ကိုနော်ဝေဖန်တိုက်ခိုက်ခဲ့တာဒီခံခဲ့တဲ့ဟောင်းမမမိတော့ ကိုလည်းအောင်မြင်လာတဲ့ကောင်ကိုနောက်မျိုးဆက်တွေဝီးဖန်ဟောကျွန်တော်ဘယ်တော့မှမလုပ်ဘူးဆိုမြင်တာကျွန်ဖျားသိခင်အောင်လုံးလိုက်တဲ့လူကဘယ်တော့မှမလုပ်အဲ့ဒါနားရှိတော့သူမိတွေကကြားပါစေရောက်နေနမနှစ်ချက်ပါလေဖျားသိခင်အောင်လုံးလုံးလိုက်တဲ့သူတွေကဖျားသိခင်အောင်လုံးလုံးလိုက်ဖို့ဆုံးဖြတ်တာတဲ့သူတွေကဘလို့ကောင်းကြီးခံစားလဲမျိုးဆက်တွေပဲတီးတက်ခံစားမယ်ကောင်းကြီးမင်္ဂလာကိုခံစားဟုတ်နံပါတ်3ကြည့်အောင်เนาะနံပါတ်3ကြည့်အောင် ယောရှုမစာခန်းကြီး14အငယ်9ကနေ17ကိုဖတ်စီချင်တယ်။နော်။ယောရှုမစာခန်းကြီး14အငယ်9ကနေ17ဤပြည်ကိုစူးစမ်းစေခြင်းကဖျားသခင်ကြီးဂျုံမောရှိသည်အကျွန်ုပ်ကိုကာဒီရှာဘာနာအရမဆီလွတ်တော်အခါအကျွန်ုပ်ဒီအသက်40ရှိပါတိုင်းကာလက်ကပြောနေတာနော်ကာလက်ကပြောတယ်ကျွန်တော်တဲ့ဒီပြည်ကိုစူးစမ်းမှုအတွက်သူ့ကိုတချို့ဆက်နှစ်ယောက်တည်းမှာထည့်ပလိုက်တဲ့အခါတော့ကျွန်တော်တဲ့အသက်40ရှိပါတယ် ကျွန်ုပ်ဒီကိုစင်စိတ်တင်ဒီအတိုင်းပြန်ချားလျှောက်ထားပါ යි အဲ့တော့ तू စိတ်ကူးခဲ့တာ तू ပြန်ပြောတာအကျွန်ုပ်ဒီအသက်နော်ကျွန်ုပ်အနစ်အတူတော်တော်ညီအကိုတို့ဒီတို့နဲ့တွားတဲ့လူတွေရှိတယ်လူများကိုစိတ်ပြည့်စရာကိုပြုတော်လေအဲ့လူတွေကဆဲရောက်ကဘာလို့လဲအနှုတ်လက္ခဏာတွေပြောတယ်လူတွေစိတ်ပြောင်းမလို့ဒီလို old generation တွေကျောက်မတာအမှုတော်ဆောင်ခြင်းတဲမှာတော့မှာဖျားနောက်ကြီးလုံးလုံးမလိုက်တဲ့သူတွေကလူတွေကိုစိတ်ပြောင်းမှုတွေလူတွေကိုညီးတော်အောင်လူတွေကိုလက်လျှော့ချင်အောင်လုပ်တဲ့တွေရောက်ယူလေးပဲနော် လူတယောက်ကဖះနောက်လုံးလုံးလိုက်ရင်ကိုယ်တိုင်လဲစိတ်မပြတ်ဘူးကိုယ်တိုင်လဲစိတ်တက်မကြဘူးသူများကိုလဲစိတ်တက်ကြအောင်ဘယ်တော့မှမလုပ်ကိုယ်တိုင်လဲအနှုတ်လက္ခဏာမရှိဘူးသူများကိုအနှုတ်လက္ခဏာမတင်ပေးဘူးကျဖះနောက်လုံးလုံးလိုက်လားမလိုက်လားဘယ်လိုသိနိုင်မလဲဆရာကြီးဆိုရင်ရိုးရိုးလေးပဲဒီကျမ်းစာဖတ်ယောရှုမစာခန်းကြီး14 81ကိုဖတ်အဲ့တော့ကာလကပြောတယ်ငားတယ်ကိုယ်တိုင်လည်းစိတ်သက်မကြဘူးတဲ့လူတွေကိုလည်းစိတ်သက်ကြအောင်စိတ်ပြအောင်မလုပ်ဘူးတဲ့ကျဘုရားနောက်တိုက်တဲ့သူတွေကတော့ တကယ်ဘုရားနာကိုလုံးလုံးလိုက်တဲ့သူတွေကကိုယ်တိုင်လည်းဘရောမစိတ်ပြတ်တယ်ဆိုတာမရှိဘရောမစိတ်တကြတယ်ဆိုတာမရှိသူများကိုလည်းစိတ်ပြတ်စိတ်တကြအောင်မလုပ်เนาะအချင်းတို့ဒီအချင်းတို့ဒီဘုရားသခင်ထော်ရဘောလုံးလုံးလိုက်ပါကြီးလူတွေစိတ်ပြတ်စီရလုံရင်လေစိတ်မပြတ်တော့တာဘာကြောက်လဲကာလတ်နဲ့ယောရှုကဘာလို့စိတ်မပြတ်တော့လဲဘုရားနာကိုလုံးလိုက်လို့ ်ထိုနေ့ရဲ့နိုင်မောရှိကတင်သည်ငါ၏ဖျားခင်ထောရတဲ့နောက်သို့လုံလုံလိုက်တော့ကြောင့်ဘလောက်တောင်ကာလက်ကဖျားခင်နောက်လိုက်လဲဆိုဝိညာဉ်ခေါင်းဆောင်ဖြစ်တဲ့မောရှိတော်မှာသူ့ကိုလုံလုံဖျားနောက်လိုက်တယ်လို့မြင်တယ်ဆိုဒီနေ့တင်းရဲ့တင်းအောင်စီကဝိညာဉ်ခေါင်းဆောင်တင်းရဲ့ဝိညာဉ်ဖခင်ကမင်းကဖျားသခင်နောက်လုံလုံလိုက်တယ်လို့မြင်နေတယ်လိုက်ဖို့လို့အကယ်၍တင်းနင်းပြီးတော့မြည်သည် အစင်ဆက်သိင်းအမွေသိင်းသားမျိုးတွေအမွေဖြစ်ရလိမ့်မျိုးချင်းဆိုလိမောရှိယချင်းပြီးတာဣဒရာအမျိုးဒီတွန်းနိုင်လဲ့လဲစင်ကထရပြားဒီထိုးသောမောရှိယမိတော်မူဒီနေမှာစ၍ယခုတိုင်အောင်အမိန်တော်ရှိသည့်အတိုင်အနှစ်45နှစ်ပတ်လုံးအကျွန်တော်ကိုအသက်ရှင်စေတော်မူသည်ဖြစ်ဟောအဲ့ဒီလူပြောခဲ့ပြီးတော့အခုဘယ်လောက်ကျတော့နောက်နှစ်ပေါင်း45နှစ်ကြာသွားပြီဝါအဲ့တော့သူ့တက်က85နှစ်ရှိသွားပြီအသက်40တုန်းကဘုရားသခင်ပြောတယ် တော်တယ်မှာနှစ်ပေါင်း40လေရတယ်အခုမြို့တိုင်ရင်တိုင်နဲ့ဒီနေရာပြောင်းတော့80နဲ့နော်9နှစ်ဖြစ်သွားပြီနော်အသက်ရှင်ယခုမှအကျွန်ုပ်ဒီအသက်85နှစ်ရှိပါပြီသူ့ယာတွင်မောရှိစေလို့တော်မူတဲ့ခွန်အားရှိတဲ့ကဲ့သို့ယနေ့ရှိပါပြီကြည်စမ်းအသက်40တုန်းကခွန်အား85နှစ်မှလည်းရှိသေးတယ်တဲ့ဖယားတခင်တော့လုံလုံလိုက်တဲ့သူတွေကမှားတာ ငေတုံးမဲအာရှိတာမို့အသက်ကြီးလိုက်ရင်အာရှိတယ်။အရင်တုန်းကပဲအာရှိတာမို့အခုလည်းအာရှိသေးတယ်။ကျွန်တော်အဲ့တော့ထိုကထောက်ဝင်ခြင်းမို့စစ်တိုက်ခြင်းမို့ဆောင်ရခြင်းကတက်ဆွမ်းနိုင်တဲ့ကဲတို့ယခုလည်းတက်ဆွမ်းနိုင်ပါပြီ။အဲ့တော့ကာလကအသက်တာကြီးသွားပြီမဲ့သူ့ရဲ့ယုံကြည်ခြင်းကမအိုသွားဘူး။သူ့ရဲ့တက်ကြွခြင်းမအိုသွားဘူး။ဘုရားနဲ့ပတ်သက်တဲ့သူ့ရဲ့စိတ်ချခြင်းမအိုသွားဘူး။အဲ့တော့သူကဘာလုပ်လဲဆိုတော့ အဲ့ဒီဒုံကတိုက်ချင်နေအာနကလူမျိုးတွေတကယ်ရန်သူကြီးကြီးရှိတယ်နော်တကယ်အာနကတွေရှိတယ်တောင်းပို့သူတောင်းနေယောရှုအဲ့ဒီအောင်ကျွန်တော်တိုက်ခွင့်ပေးပါနမတုံးချက်ရေးကြည့်တယ်တချို့ကဘုရားသခင်အောင်လုံးလုံးလိုက်တဲ့အခါမှာဘုရားသခင်အောင်လုံးလုံးလိုက်တဲ့သူတွေကလေသူတို့ရဲ့ focus ဘယ်တော့မပြောင်းတော့သူတို့အာယုံစိုက်တယ်ဟာအရင်တော့ကလှုပ်ချင်တာတမျိုးအခုလှုပ်ချင်တာတမျိုးခဏခဏပြောင်းနေသူတွေအဲ့ဒါဘုရားနောက်မလိုက်လို့ ဟာအရင်တော့ယူပါရောင်ကတမျိုးအခုယူပါရောင်ကတမျိုးပြောင်းတယ်နောက်လည်းပြောင်းရင်ပြောင်းမယ်အဲ့ဒါဘုရားသခင်နောက်မလိုက်လို့ဘုရားသခင်နောက်တကယ်လိုက်တဲ့သူတွေကမနေ့ယနေ့နောင်ကာလဘတော်မှမပြောင်း focus မပြောင်းခွန်အားမပြောင်းတက်ကြွမှုမပြောင်းယုံကြည်ခြင်းမပြောင်းဘုရားကိုအားကိုးတာမပြောင်းအထင်းထဲမှာကောင်းတဲ့အရာတွေဘတော်မှမပြောင်းကျင်းတော့မပြောင်းပြောင်းတာဆိုလို့မကောင်းတာတွေပဲပြောင်းသွားတယ် เนาะကြောက်ဒီနေ့တချို့သောသူတွေကဟိုးတုံးကလှုပ်ချင်တာတမျိုးအခုလှုပ်ချင်တာတမျိုးနောင်လှုပ်ချင်တာတမျိုးအမြင်နဲ့ပြောင်းဟိုးတုံးကအတွေးခေါ်တမျိုးအခုတွေးခေါ်တမျိုးနောင်တွေးဒါပေမဲ့ကာလကအဲ့လိုမဟုတ်ဖျားသခင်တော့လုံလုံလိုက်လို့ဒါကြောင့်ဒီနေ့ဒီမှာရှိတဲ့ညီကောင်တို့မှာကျွန်တော်အားပေးခြင်းဖျားနောက်လုံလုံလိုက်ပါ 睇下先，有 focus 俾我俾我幫手，有 corn 俾我俾我幫手，有 juba 俾我俾我幫手，有 touch 我俾我俾我幫手，有 young 子先俾我俾我幫手，知唔知？龍嘅嘢，你做啱嘅，你都六千嘅嘢，你都點派錢嘅嘢，你都檢查嘅嘢，廿千嘅嘢我都廿千到咩？依家我攞克拉六千，我攞六六百六千到。依家我用紙紙嚟檢查兩件，我問兩件攞到冇好唔？你知唔知呢？ ကာလက်တီဖယားနောက်ကိုလုံလုံလိုက်အဲ့တော့ဖယားနောက်ကိုလုံလုံလိုက်တဲ့ကောင်းကြီးကဘာလဲဘယ်တော့မှခွန်အားမပြောင်းယူပယုံမပြောင်းယုံကြည်ခြင်းမပြောင်းတက်ချောင်းကောင်းတဲ့ဖယားနဲ့ဆိုင်တဲ့ဟာတွေမပြောင်းသူတို့တည်းပြောင်းကုန်ပြီအရင်တော့ဖယားကိုချစ်တဲ့ကိုပြောင်းသွားပြီအရင်တော့မချစ်တော့အရင်တော့ဖယားနဲ့ပတ်သက်ပြီးယုံကြည်ခြင်းအားကြီးတယ်အခုမှယုံတော့အရင်တော့ဖယားကိုကိုးကွယ်တဲ့ကအရင်တက်ချောင်းအခုမှတက်ချောင်းတော့ဘာလို့လဲလုံလုံမလိုက်လို့ နော်ဒီနေ့ဒီအကြောင်းလေးကိုကျွန်တော်ဝင်ကားခြင်းဖရာသခင်နောက်ကို လုံလုံလိုက်ခြင်းဖရာသခင်နောက်ကိုလုံလုံလိုက်တဲ့သူတွေရတဲ့ကောင်းကြီးမင်္ဂလာနော်ဒီရောက်ဒီနေ့တင်းသက်တာတွေမှာဒီစင်စင်ကိုနားထောင်ရင်းနဲ့ငါရောဖရာသခင်နောက်ကိုလုံလုံလိုက်သလားငါကလူတွေကိုစိတ်တက်ကြအောင်စိတ်ပြအောင်လွယ်သူလားစိတ်တက်ကြအောင်လွယ်သူလားငါရောအမြဲတမ်းစိတ်တက်တက်ကြွလာစိတ်တက်ပြန်စိတ်ပြတ်တက်လာဆိုတော့ကိုယ့်ကိုပြန်စမ်းစစ်စစ်ခြင်းနဲ့ ဖျားသခင်ဒါဆူတောင်းပေးတယ်ဒီမှာဒီအစီအစဉ်ကိုကြည့်ရတယောက်ချင်းစီတိုင်းဖျားသခင်နောက်ကိုလုံလုံလိုက်တဲ့သူတွေဖြစ်ပါစေဖျားသခင်ရဲ့နှုတ်ကပတ်တော်နောက်ကိုလုံလုံလိုက်တဲ့သူတွေတကယ်ဖျားရဲ့ကျေးဇူးတော်နောက်ကိုလုံလုံလိုက်တဲ့သူတွေဖျားရဲ့ဝိညာဉ်တော်နောက်ကိုလုံလုံလိုက်တဲ့သူတွေဖြစ်ပါစေယူပိုင်အောင်ရှိမှချီးချခွင့်ပေးပါသူတို့ရဲ့ကောင်းတဲ့ຢာတွေဘယ်တော့မှမပြောင်းပါစေနဲ့ယုံကြည်ခြင်းမပြောင်းပါစေနဲ့စိတ်ချမှုမပြောင်းပါစေနဲ့ချစ်ခြင်းမေတ္တာမပြောင်းပါတက်ကြွမှုမပြောင်းပါစေနဲ့ကျေးဇူးတင် ကာလက်လို့ပဲဖရာသခင်နောက်ကိုလုံလုံလိုက်ပြီးတော့ယူပါယုံစီခြေချာကိုညတဲ့သူတွေဖြစ်ပါစေယေရှုဘုရားနာမ၌ကောင်းချီးပေးလေဆုတောင်းပါတယ်ဘာဖရာအာမင်ယေရှုအမြဲတမ်းရောက်ချစ်တောင်းဘုရားကောင်းချီးပေးပါစေအာမင်